အားလုံးပဲမင်္ဂလာပါရှင်။ရွှေခေအော်ဒီယိုဘုတ်မှကြိုဆိုပါရစေ။ဒီနေ့ဖျက်ပြပေးမယ့်အစာအုပ်အမည်ကတော့ဝင်းကြီးချုပ်ဦးနုရေးသားခဲ့တော့တာတေစနေသားစာအုပ်ဖြစ်ပါတယ်။အခန်းနှစ်1920ပြည့်နှစ်ဒီဇင်ဘာလထဲမှာပရမတ်တက္ကသိုလ်တပိတ်ပေါ်လာတယ်။မကြာခင်ဒီတပိတ်ဟာအလဲအဲနဲ့ထရန်ချောင်းတွေကို ကူးဆက်သွားပြီးမောင်နှုတော်လည်း တပိတ်ထဲပါသွားကြတယ်။မောင်နှုအားဒီချိန်မှာခုနှစ်တန်းမောင်နှုအားဒီချိန်မှာခုနှစ်တန်းအတန်ကတော့73နှစ်ကျော်နေပြီ။အဲ့ဒီချိန်မှာမောင်နှုရဲ့လက်ပုံကိုင်ပုံတွေဟာရှေ့ကနေမတူပဲအနှင်းငယ်ပြောင်းလဲလာတာသူ့ကိုအကဲခတ်မိတဲ့သူတွေတွေ့လာကြရတယ်။ဒီလိုပြောင်းလဲလာတာဟာကျောင်းတပိတ်ကြောင့်ဖြစ်တယ်လို့အဲ့ဒီအကဲခတ်မိသူတွေကယူဆကြတယ်။တက္ကသိုလ်တပိတ်ခေါင်းဆောင်တွေကဟောပြောပြသကြတဲ့လွတ်လပ်ရေးတရားတွေ မြို့သားကြောင်းမှာမောင်းတို့နေရတဲ့အာသာနီများလွတ်လပ်ရေးတိုက်ပွဲများအဆရှိတဲ့စာအုပ်တွေဟာမောင်းတို့ရဲ့စိတ်ကိုတမျိုးတစ်ပုံပြောင်းပြလိုက်တယ်လို့အဲ့ဒီအကြက်ခတ်မိသူတွေကယုံကြည်နေကြတယ်။ဒီယုံကြည်ချက်ဟာမှန်သလားမှန်ပါလိမ့်မယ်။ဒါပေမဲ့ရာဂိုင်းတို့အပြည့်မှန်တယ်လို့မဆုံနိုင်ဘူး။ကဲရာဂိုင်းတို့အပြည့်မှန်တယ်ဆိုရင်ဒီဟောပြောချက်တွေဒီစာအုပ်တွေကြောင့်မောင်းတို့ဟာကောင်းတာတွေကိုပဲလုပ်ရမယ်။မကောင်းတာတွေကို မလုပ်ရဘူး။အခုတော့သူ ြောတာဆိုတာတွေလောက်တာကိန်းတာတွေထဲမှာအကောင့်တွေလည်းပါနေတယ်အစိုးတွေလည်းပါနေတယ်အခုလိုပြောင်းလဲလာတာနဲ့ပတ်သက်ပြီးမောင်နှုအချောင်းကိုကောင်းကောင်းသိတဲ့သူ့ဆွေမျိုးရင်းချာတယောက်ပြပြတာဟာစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီဆွေမျိုးရင်းချာပုံကိုကမောင်နှုနဲ့ပတ်သက်ပြီးဒီလိုပြောတယ်လူတိုင်းမှာအုံနှောင်းတဲ့နှလုံးဆိုပြီးအဓိကအစိတ်ပိုင်းကြီးနှစ်ခုရှိတယ်အသက်ရွယ်ကြီးမလာတဲ့အမျှတချို့လူတွေမှာ ုံနောက်နဲ့နှလုံးဟာတညီတညာတည်းကြီးထွားလာကြတယ်။တချို့မှာတော့အုံနောက်ထက်နှလုံးကပိုပြီးကြီးထွားလာတယ်။အဲ့ဒီလိုလူရန်စားရှိတဲ့ထဲကမောင်တို့ဟာ တတရအမျိုးအစားထဲမှာရောက်နေတယ်။အရွယ်ကြီးလာတာနဲ့အမျှသူ့နှလုံးဟာသူ့အုံနောက်ထက် အစမတန်ပိုပြီးကြီးထွားလာတယ်။သူ့အုံနောက်နဲ့နှလုံးသားတို့ရဲ့ကြီးထွားမှုဟာညီညွတ်ချင်းမရှိဘဲနှလုံးသားကအုံနောက်ထက်ထူးထူးခြားခြားပုံမကြီးထွားနေတဲ့အတွက် လူအများစုကအတီးအဖွဲလို့ယူဆထားတဲ့ပြဿနာကလေးတွေဟာမောင်တို့မှာအကြီးကြီးတွေဖြစ်တဲ့အခါဖြစ်ပြီးသူနှလုံးကို အများကြီးထိခိုက်တယ်။အဲ့ဒီလိုထိခိုက်တဲ့အခါဒီပြဿနာဟာအတီးအဖွဲပဲအရေးမကြီးဘူးအကျိုးရှိမဲ့ကိစ္စမျိုးလည်းမဟုတ်ဘူးဆိုတဲ့အချက်တွေကိုသူ့အုံနောက်ကမစဉ်းစားနိုင်သေးခင် သူနှလုံးထိခိုက်တာကိုမှီပြီး မောင်တို့ဟာတခုခုပြောဖို့ဓမ္မမဟုတ်ရင်လည်းတခုခုကိုလှုပ်ဖို့ချက်ချင်းချက်ချင်းဆုံးဖြတ်ချက်ချလိရှိတယ်။ သူ့ရဲ့ဆုံးမြတ်ချက်တွေကလည်းဘာကြီးဖြစ်သွားသွားလုံမယ်ဆိုတဲ့ဆုံးမြတ်ချက်တွေဖြစ်နေတဲ့အတွက်ဆုံးမြတ်ချက်တစ်ခုကိုချပြီးရင်ပြင်ဖို့မလွယ်ဘူးအဲ့ဒီဆုံးမြတ်ချက်အတိုင်းတစ်ခုခုကိုပြောပြီးလုပ်ပြီးမှ သူ့အုံနောက်ကကြက်ကြက်နနစဉ်းစားနိုင်တဲ့အခါသူပြောမိတာလုံမိတာဟာမှားမှန်သိရင်မောင်နှုဟာ အများကြီးဝမ်းနဲ့ပတ်လက်ဖြစ်နေတတ်တယ်အဲ့ဒီလိုမှားပြီးရင်နောက်ထပ်မမှားဖို့မောင်နှုဟာအများကြီးစူးစမ်းလေးရှိပါတယ်ဒါပေမဲ့ နှလုံးကအုံနောက်ထက်ကြီးနေတဲ့မောင်နှုဟာစူးစားလို့မအောင်မြင်နိုင်ဘူး။မမပြီးမှနောင်နှရတာတွေဟာအင်မတန်များတယ်။အဲ့ဒီလိုဖြစ်တာဟာ73နှစ်74နှစ်အရွယ်ငငယ်တုန်းကသာဖြစ်တာမဟုတ်ဘူး။အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှလည်းဖြစ်တုံးမယ်။ရှိနေသေးတာပဲ။ငငယ်တုန်းကဒီလိုဖြစ်ခဲ့ဘူးတာတွေနဲ့အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှဖြစ်ခဲ့ကြတာတွေဟာအချက်တစ်ချက်မှပဲခြားနားချက်ရှိတယ်။နှလုံးသားကိုထိခိုက်လာရင် အလင်းစလို့ဆုံးဖြတ်ပြီး အဲ့ဒီဆုံးဖြတ်တဲ့အတိုင်းပြောတာဆိုတာလောက်တာကြိုင်တာမှာတော့မချာနာဘူးအတူတူပဲဒီလိုဆိုရင်ခြားနှက်ချက်ဆိုတာဘလိုမျိုးဟာလဲငငယ်တုန်းကဆိုရင်မောင်နှုဟာကုတုအကုတုမတည်သေးဘူးသူ့စရိုက်ဒူးစရိုက်ကိုကြားတော့မကြားဘူးဘယ်ဟာမြင့်မြတ်တယ်ဘယ်ဟာရုံညံ့တယ်ဆိုတာကိုလည်းမစဉ်းစားတတ်သေးဘူးအဲ့ဒီတော့ခုခုကိုလှုပ်ချင်လာရင် ကုတုကိုပဲဖြစ်ဖြစ် အကုတုကိုပဲဖြစ်ဖြစ် သူ့စရိုက်ကိုပဲဖြစ်ဖြစ် ဒုစရိုက်ကိုပဲဖြစ်ဖြစ်ညှိမြတာကိုပဲဖြစ်ဖြစ်ရုံညံ့တာကိုပဲဖြစ်ဖြစ်ဇွတ်တရွတ်လုပ်ပြလိုက်တာပဲအသက်ရွယ်ကြီးမြင့်လာတဲ့အခါကျတော့ကျေးဇူးရှင်သူဖခင်နဲ့သူဆရာဒီတော့ဥပချိုးတို့ရဲ့တုံသင်ဆုံးမတာတွေကိုကြားနာရပြီးတဲ့အခါမောင်နှုဟာကုတုံနဲ့အကုတုံသူစရိုက်နဲ့ဒုစရိုက်မြင့်မြတာနဲ့ရုံညံ့တာတွေကိုအတော်အတန်သိလာတယ်ဒီလိုသိလာတဲ့အတွက်အကုတုံတို့ဒုစရိုက်တို့ရုံညံ့တာတို့ကို လှုပ်ချင်တိုင်းစွတ်တရမလုံမိအောင်သူ့ကိုယ်သူအထူးထိမ့်သိမ့်လာနိုင်တယ်။ကွာခြားချက်ဆိုတာဒါပါပဲ။နှလုံးသားဟာအုံနောက်ထပ်ကြီးနေတဲ့မောင်နှုဟာနှလုံးသားကိုထိခိုက်လာတိုင်းစိတ်လက်မှန်ပါလှုပ်ခဲတာတွေဟာအများကြီးပါပဲ။အဲ့ဒီအများကြီးတွေကစိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်တဲ့အာရကကလေးအနှဲငယ်စီကိုသူ့အခန်းထဲသူပေါ်ပြသွားကြပါတယ်။ကာကြီးတပိတ်ပေါ်လာပြီလို့ မကြခင်နေ့တနေ့မှာသူ့စိတ်ကိုဘလို့ထိခိုက်နေတယ်မစုံနိုင်ဘူးမောင်နှုဟာသူ့တငယ်ချင်းလေး၅ယောက်နဲ့ထိုင်ပြီးစကားပြောရင် သူ့တငယ်ချင်းတွေကိုဟဲ့ကောင်တွေငါတခုလှုပ်ချင်တယ်လို့ရုတ်တရက်ပြောလိုက်တယ်အဲဒီနောက်ဆက်ပြီးပြောတာကတော့တို့အလုံးကရုံးပြောင်နေအောင်ရိတ်ရမယ်ကရောင်းမြောင်နေအောင်ကြိုက်ရမယ်ကိုတုံးလုံးချွတ်ထားရမယ်တရုတ်ထိုးနောက်ပိတ်ဖက်နှက်စီးရမယ် လက်တစ်ဖက်မှာခဲတလုံးစီကိုင်းပြီးဈေးထဲကို သွားမယ်လို့အဲ့ဒီလို မောင်နှုကကြင်ညာပြန်တယ်။သူ့တငယ်ချင်းတွေထဲမှာထွန်းရင်ကလွဲပြီးအားလုံးသဘောတူတယ်။ထွန်းရင်ဟာကတောင်းမြောင်အောင်ကြိုက်ဖို့နေနေတတ်တာ။လုံကြီးဝင့်ရင်သူ့လုံကြီးစားဟာခြေမျက်စိပေါ်ဘယ်တော့မှမတက်ဘူး။သူ့စတော့ကိုလည်းကော့စမက်တစ်နဲ့တိုက်ပြီးအမြဲတမ်းတတက်ရရခွဲထားလေးရှိတယ်ဆိုတော့ဘယ်မှာကတော့ရိတ်ချင်ပါမလဲ။နောက်ပြီးတော့ ကိုယ့်ရကားရလှုပ်ပြီးသူတို့သွားရမယ့်နေရာဟာအပြိုကလေးတွေတိတ်ပေါ်တဲ့ဈေးဖြစ်နေပြန်တယ်ဆိုတော့မင်းကလေးတွေရှေ့မှာအင်မတန်ရှက်တတ်တဲ့ထုံးရင်အတွက် မောင်တို့ရဲ့ကြညာချက်အတိုင်းလိုက်လို့ဖို့ဆိုတာမပြောနဲ့စဉ်းစားဖို့ဆိုတာမဖြစ်ဘူးဒါပေမဲ့မောင်တို့ဟာဆုံးဖြတ်ပြီးဖြစ်နေတဲ့အတွက်ထုံးရင်ညင်းလို့မရဘူးစိတ်မပတပါရှက်ကိုရှက်ကန်းနဲ့လိုက်လို့ရရှာတယ် နောက်တစ်ခါကျတော့တငယ်ချင်းတွေစကားပြောနေကြရင်မောင်နှုက သူဟာအရက်ခိုသားတောက်ဖူးတယ်။ကုတ်ကင်းကိုတစ်ခါမှမပုတ်ဖူးဘူး။အ ਨੇ ဆုံးတစ်ခါတော့ပုတ်ကြည့်ခြင်းနဲ့အဲ့ဒါကြောင့်သူ့တငယ်ချင်းမဟန်ကကုတ်ကင်းကိုတောက်ဝယ်ပါလို့မောင်နှုက ပြောတယ်။တငယ်ချင်းတချို့ကကုတ်ကင်းပွတ်တာမကောင်းဘူး။ရှူးတတ်တယ်လို့ကန့်ကွက်ပါသေးတယ်။ဒါပေမဲ့မောင်နှုဟာဆုံးဖြတ်ပြီးနေတဲ့အတွက်သူတို့ကန့်ကွက်လို့မရဘူး။ မောင်ဟန်ကကုတ်ကင်းကိုဝယ်ပေးရတယ်။ကုတ်ကင်းရလာတဲ့အခါဂဏီဆိုတဲ့ကလားလက်ဖက်ရည်ဆိုင်မှာ မောင်နှုနဲ့တငယ်ချင်းတွေအားလုံးဝိုင်းပြီးကုတ်ကင်းပုတ်ကြတယ်။ပုတ်ပြီးတဲ့အခါစကားပြောလို့မရဘူး။နှက်ခမ်းတွေထူနေတယ်။မကောင်းမှုလို့မောင်နှုကမှတ်ချက်ချတယ်။နောက်တစ်ခါမှတော့အခုလိုပဲတငယ်ချင်းတွေဝိုင်းဖွဲ့ပြီးစကားပြောနေကြတော့မောင်နှုက"သူဟာအရက်လက်တောက်ဖူးပြီ။" ကိုကင်းကိုလည်းပုတ်ဖူးပြီးဘိန်းကို မရှုဘူးသေးဘူးတခါလောက်တော့ရှုကြည့်ကျင်တယ်လို့ကြေညာပြန်တယ်ဘသူမှကန့်ကွက်လို့မရဘူးဒါပေမဲ့ဘိန်းရှုတာကို မကြိုက်တဲ့တငယ်ချင်းတွေကကန်ကောင်းကျင်တော့ဘိန်းကန်းနဲ့ရောက်သွားတဲ့အခါဘိန်းရှုမဲ့သူတွေအတွက်ခင်းထားတဲ့ဖြာစုပ်တွေခြေတွေနဲ့မဲနေတဲ့ခေါင်းအုံးတွေဘိန်းစီတွေအလိမ့်လိမ့်ကတ်နေတဲ့ဘိန်းမြောင်းတွေကိုကြည့်ပြီးမောင်နှုဟာအော်ဂလီဆန်နေတယ် အဲ့ဒါကြောင့်သူတို့ဟာဘိမရှူဖြစ်ပဲဘိငန်းတွေက ပြန်ထွက်လာကြတယ်။တနေ့တော့အခါတမောဆိုင်နာမှာ ကိုလီကလားတယောက်ကိုဗမာလင်းငါးယောက်ဝိုင်းရိုက်နေတာမောင်နှုတွေ့ရတယ်။မောင်နှုဟာဘိုင်းစကေဘောကကြပြကြရာဆင်းပြီးမြမာတွေကိုအတင်းလိုက်ထိုးတယ်။ဒီဗမာတွေဟာဝါခင်မမျိုးတုတ်တန်တဲ့မျက်စောင်းထိုးမြစ်တစ်ဖက်ကန်းတလိုင်းစုရွာကလူโซရန်ရှင်းရန်ညီလူโซဖိုးချစ်နဲ့ သူငယ်သားလူဆိုးတဆုဆိုတာမောင်နှုမတီးဘူးဝါခဲမမဝါခဲမသားတော်တော်များများဟာဒီကောင်လေးနဲ့သာဆိုရင် မျက်နှာချင်းတိတ်မဆိုင်ကျင်ကြဘူးဆိုတာကိုလည်းမောင်နှုမတီးဘူးမကြသေးခင်ကပဲဥပမြင့်ဆိုတဲ့ပလိ္ဆာတင်တယောက်ကိုဘိုးချစ်ဆိုတဲ့လူဆိုးဟာကိုညံကုံဖုန်ကြီးကျောင်းသားမှာချောင်းကြီးရိုက်လိုက်တာကံကောင်းလို့မတည်တယ်ဆိုတာကိုလည်းမောင်နှုမတီးဘူးကိုလီကလားကအမှားနေသလား ဒီလူဆိုးတွေကမှားနေသလားဆိုတာကိုလည်းမောင်နှုမသိဘူးကိုလီကလားတယောက်တည်းကို ပမာအများကဝိုင်းရိုက်နေတာမြင်ရတာနဲ့သူနှလုံးသားဆွစ်ဆွစ်ခုန်ဖြစ်လာပြီးဗမာတွေကို အတင်းဝင်ထိုးတာပါပဲသူဟာကိုစံထွန်းရဲ့သားဆိုတာအဲ့ဒီလူဆိုးတွေကသိနေကြလို့သူလွတ်သွားတာပဲဒီလိုသာမဟုတ်ရင်အဲ့ဒီနေရာမှာ သူအတော်နာမယ်နောက်ပြီးတော့လဲဝါခဲမတစ်ဖက်ကန်ရွာတိရွာမှာ အောက်သင်းဆိုတာရှိတယ် အောင်သိန်းဟာမောင်နှုတ်ထက်နှစ်နှစ်လောက်ကြီးတယ်။အရက်လည်းတော်တော်ရှည်တယ်။အားလည်းတိတ်ကောင်းတယ်။လက်ကလည်းတိတ်မြန်တယ်။သူနဲ့စကားပြောရင်တစ်ဖက်သားဟာအင်မတန်သတိထားပြောရတယ်။စိတ်မထင်ရင်ဘာမှမဟုတ်တာလေးနဲ့ထချတာပဲ။သူချလိုက်ရင်လည်းမတတ်တာဘူး။လဝါရောလက်တီရောဒူးရော ဖနောင်ရော အကုန်လုံးသုံးတယ်ဆိုတော့သူချပြီးရင်တစ်ဖက်သားကိုနှာနှက်ယူရတာကြီးပဲ။ ဆိုင်အထီခိုင်အင်မတန်မြန်တဲ့မောင်နှုဟာတဏီသောအခါအဲ့ဒီအောင်သိန်းနဲ့ကန္နာလန်ကြောင်မီတွဲယုံအနာမှာတွားပြီးရင်ဆိုင်မိကြတယ်။မောင်နှုနဲ့ပါလာတဲ့တငယ်ချင်းကိုအောင်သိန်းကသူ့စာအုပ်တွေပြန်ပေးဖို့တောင်းတယ်။အဲ့ဒီတငယ်ချင်းကလည်းအောင်သိန်းကိုတိတ်ကြောက်ပြီးပြန်ပေးပါမယ်လို့တုံတုံရင်ရင်နဲ့ပြန်ပြောတယ်။ဒါပေမဲ့အောင်သိန်းကဒေါသထွက်ပြီးမင်းယူသွားတာကြာပြီးဒီကနေ့ လာပေးခြင်းပေးမပေးရင်မင်းကိုတီးရလိမ့်မယ်လို့စိတ်လိုက်မှန်းပါချိန်မောင်းနေဒီလိုချိန်မောင်းနေတာကို မောင်းမှုမကြိုက်ဘူးအဲ့ဒါကြောင့်ဘာသာအုံမှန်းလည်းမသိချူထားတာဘလောက်ကြာနေပြီဆိုတာလည်းမသိပဲဟက်ကောင်စာအုပ်ကိုပြင်မပေးနဲ့လို့မောင်းမှုက သူ့တငယ်ချင်းကိုလှမ်းပြောလိုက်တယ်အင်မတန်လက်မြန်တဲ့အောင်သိန်းဟာအခြေအတင် စကားပြောနေဖို့မောင်းမှုကို ခွင့်မပေးဘူးသူ့ဗလာကြီးနဲ့မောင်နှုတ်ရဲ့ဘေဘက်မင်းရိုးကိုတအားထိုးလိုက်တာ မောင်နှုဟာအဲ့ဒီနေရာကဒီလုံးခဲပုံပေါ်ပုံလျက်သားကျသွားတယ်။မောင်နှုဟာလက်တီထံကြောင့်မူနောက်နောက်ဖြစ်နေရကဆွဲမိဆွဲရကိုဆွဲလိုက်တာဒီလုံးခဲတစ်လုံးကိုဆွဲမိတယ်။အဲ့ဒါကြောင့်အတင်းကုန်းထပြီးဒီလုံးခဲနဲ့အောင်သိန်းရဲ့နှထင်ကိုတစ်ချက်ပဲထုနိုင်တယ်။သူ့ထက်အရက်နဲ့ဗလာကောင်းတဲ့အောင်သိန်းဟာအပေါ်ကစီးပြီးလက်တီမိုးဒူးမိုးရွာချနေလိုက်တာ မောင်နှုရဲ့ညီမအုဟာ အဲ့ဒီနေရာကို2မိနစ်လောက်နောက်ကျပြီးရောက်လာမယ်ဆိုရင် မောင်နှုတ်ရဲ့အသက်ဟာထွက်သွားကောင်းထွက်သွားနိုင်စရာအကြောင်းရှိတယ်။သူညီမဦးဟာရံဖြစ်နေတဲ့နေရာကို ရောက်လာပြီးဒီလုံခဲတစ်ခုနဲ့တအားလွှဲပေါက်လိုက်တာ။အောင်သင်လည်းအဲ့ဒီနေရာမှာပုံလျက်သားကျသွားတယ်ထင်တယ်။အောင်သင်ရဲ့လက်ကလွတ်တဲ့အချိန်မှာ မောင်နှုတ်ဟာသတိမရှိတော့ဘူး။အတော်နှာနှက်ယူရတယ်။ခါခွေ နောက်တစ်ခုပြောရအောင်မယ်။1921ခုနှစ်ထဲမှာ White Commission လို့ခေါ်တဲ့စုံစမ်းရေးအဖွဲ့တစ်ခုကိုဘီလက်အစိုးရကဖွဲ့ပေးလိုက်တယ်။အဲ့ဒီအဖွဲ့ကို GCB ရဲ့အသင်းချုပ်ကတပိတ်မှောက်တယ်။အဲ့ဒါကြောင့်ဒီအဖွဲ့ဟာဝါခေမကို ရောက်လာရင်တန်မုံ DB ဆန္ဒပြကြဖို့ဝါခေမ GCB ရဲ့အတင်းခွဲရဲ့ခေါင်းဆောင်တချို့ကစီစဉ်ကြတယ်။အဲ့ဒီလိုတန်မုံတိမဲ့လူတွေထဲမှာ National ចောင်းကမောင်နှုတို့အုပ်စုလဲပါတယ်။ White Commission ဟာ1922ခုနှစ်ဒီဇင်ဘာထဲမှာ ပတင်ကိုအသွာဝါခင်မမှာခဏနားတယ်။သူတို့ရဲ့တင်မောဟာဝါခင်မမြို့ထိတ်ကို ဝင်လာတဲ့အချိန်ကစပြီးတမျိုးလုံးစုညံသွားအောင်တန်ပုံးတွေတီးကြတာပဲ။မောင်နှုတို့လူစုဟာတင်မောစိန်နားမှာကပ်ပြီးတာဝန်ယူရတယ်။အထက်အမင်းရသူတို့ဟာတန်ပုံးတွေကိုသာမယက်မနာတီးနေရမယ်။တခြားဘာကိုမှမလုပ်ရဘူး။ဒါပေမဲ့မောင်နှုဟာတန်ပုံးတီးလာရင်နှလုံးသားတွေဆွတ်ဆွတ်ခုန်လာတယ်ထင်တယ်။ဘာမှမပြောပဲ ူတို့လူစုတဲကအထွတ်အနားမှာရှိတဲ့ဆိုင်တဆိုင်ကဘီလက်ရီပလင်းကိုအတင်းဆွဲပြီး white commission စီလာတဲ့တင်မောကိုတအားပေါက်လိုက်တယ်။ပလင်းဟာတင်မောကိုထိပြီးအစိတ်စိတ်ကြေမွသွားတယ်။မောင်နှုလည်းခဏတော့အဖမ်းခံလိုက်ရသေးတယ်။ကငယ်1922ခုနှစ်မလာတဲ့မှာမောင်နှုဟာ National အကြောင်းကရှစ်တန်းအောင်နဲ့အဲ့ဒီအချိန်ကမောင်နှုမှာပညာဆက်တင်မှုရည်ရွယ်ချက်မရှိဘူးပညာရဲ့တန်မှုကိုလည်းသူမသိဘူးဒါပေမဲ့သူ့မိဘတွေက အထူးသဖြင့်သူ့အဖေကကြောင်းဆက်ထားခြင်းနဲ့ဖြစ်နိုင်သူသားကိုဝတ်လုံဖြစ်စေခြင်းနဲ့အဲဒါကြောင့်ရန်ကုန်တရတော်ကျောင်းတိုက်ထဲမှာဖွင့်ထားတဲ့အမျိုးသားကျောင်းမှာပညာဆက်တင်မှုသူ့အဖေကိုစံထွန်းကစီစဉ်နေ ရန်ကုန်ကိုမသွားခင်လင်းငါရက်လောက်အလိုမှာဝါခင်မကုံလန်းကကလမဘမောင်လို့ခေါ်တဲ့တငယ်ချင်းတယောက်ရဲ့အိမ်မှာဖះကိုစုစွန့်ကတ်တယ်။အဲ့ဒီအိမ်မှာတငယ်ချင်းတွေစုပြီးစကားပြောနေကြရင် အေးမောင်စကင်းဟာမောင်နှုကို လက်တို့ပြီးအပြင်ခေါ်သွားတယ်။မောင်နှုတို့အတန်းထဲမှာ အေးမောင်နှစ်ယောက်ရှိတယ်။အဲဒါကြောင့်ဒီအေးမောင်နှစ်ဦးကို ခွဲခြားတဲ့အနေနဲ့သူ့ကိုအေးမောင်စကင်းလို့ခေါ်တာဖြစ်တယ်။ ။အိမ်ပြင်မှတ်ကိုရောက်တဲ့အခါအိမ်မောင်စကင်းကမောင်နှုမင်းရန်ကုန်မှာကြောင်းသွားနေတော့မယ်။အဲ့ဒီတော့မင်းကိုငါအကောင်းဆုံးအဲ့ခံမယ်လို့ပြောတယ်။ဘလို့အဲ့ခံမလဲလို့မောင်နှုကမေးတဲ့အခါအိမ်မဲကကောင်းမအစ်စ်ကလေးတယောက်ရောက်လာတယ်လို့ငါကြားရတယ်။မင်းကိုအဲ့ဒီခေါ်သွားမယ်လို့အိမ်မောင်စကင်းကပြန်ပြောတယ်။အိမ်မောင်စကင်းဟာမောင်နှုကိုရှေးဥစွာသူ့အိမ်ခေါ်သွားတယ်။မောင်နှုဟာအိမ်မောင်စကင်းရဲ့ညွှန်ကြားချက်အတိုင်း ခေါင်းရင်ဘက်ကအင်ကြားထဲကိုတွားပြီးပဒိမောက်အောင်မှာစောင့်နေရတယ်အေးမောင်စကင်းကတူတာပတ်တာအပေါ်အင်းကြီးအစ်တတထဲကိုအဲ့ဒီပဒိမောက်ပေါ်ကပစ်ချပေးတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်တာပတ်တာအင်းကြီးကိုဖျားကြီးလန်းနာကတရုတ်အပေါင်ဆိုင်မှာတပ်ပောင်ကြတယ်ရတဲ့ငွေလေးချက်ကိုယူပြီးဝါခင်မအရှိပိုင်းမှာ ရှိတဲ့အိမ်မဲကကောင်းမအစ်တကလေးစီကို သူတို့သွားကြတယ် အဒီညာကမောင်နှုတွေ့ခဲ့ရတဲ့အတွေ့အကြုံဟာတူလူလားနောက်တဲ့အရွယ်မှာပထမဆုံးအတွေ့အကြုံရတဲ့အတွေ့အကြုံဖြစ်တယ်။အဲဒါကြောင့်ထမင်းကျက်ပန်းကြီးရဲ့တိုက်တွန်းချက်အရာလှကြွေဆိုတဲ့ကောင်မလေးနဲ့လင်မယားလုံတန်းကစားခဲ့ကြစဉ်ကတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံနဲ့တခြားစီတပါးသားစီဖြစ်နေတာကို တွေ့ရပြီးမောင်နှုရဲ့စိတ်ထဲမှာဝမ်းသာတာရောအံ့အားတင်တာရောစိုက်တာရောပြောင်းဆန်သွားတာပဲ။အဆုံးထိနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အခုလို့ စာအုပ်ကိုအတန်ဖြင့်နားဆင်လိုပါကကျမတို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပါရှင်